မင်္ဂလာပါခင်ဗျာကျွန်တော် Napjun Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီနေ့မှာတော့ကျွန်တော် Channel ရာနဲ့တင်ဆက်ပေးသွားမှာက gain တွေတဲမှာအမှတ်ရစရာကောင်းတဲ့ level လေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်ပေါ့နော်အဲဒီ video လေးမှာတော့ Adan Ring Shadow of the R3 DLC နဲ့ကျွန်တော်ကစားဖူးတဲ့ Before You Buy တင်ဆက်ဖူးတဲ့ gain တွေကိုအဓိကထားပြီးတင်ဆက်ပေးသွားမယ်လို့အသိပေးထားလိုက်ပြသည်ခင်ဗျာအဲ့တော့ကျွန်တော်အခုပဲစလိုက်အောင်ပေါ့နော်ကျွန်တော်ပထမအဆုံးတစ်ခုကတော့ Battlefield ပေါ့နော် A Better Fee 1ကလည်း2010မှာထွက်ခဲ့တာဖြစ်ပြီးတကယ်ကစားကြည့်တဲ့အခါမှာပေါ့နော်ထင်တာတက်ပို့ပြီးပညာပေးဆန်တဲ့ military game တွေဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီက opening level ဖြစ်တဲ့ Storm of Steel ဆိုရင်အခုထိ shooter game တွေထဲမှာနော်ချီကျူးခံရတဲ့ပထမဦးဆုံး opening level တစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်အမြင်ပိုင်းရပေါ့နော် graphic ပိုင်းရဆိုရင်ပတ်ဝန်းကျင်မှာဒီကိုယ့်ရဲ့ ဘော်ဒါစစ်သားတွေတနက်တွေကြီးစံအခွန်နေနဲ့ထိွားတဲ့နေရာတွေအစကြည်ကောင်းပေမဲ့အဲ့ထက်ပိုပြီးတိတိတတ်တာထူးခြားွားတာကဒီစစ်ပွဲထဲမှာမကောင်းတဲ့အရာတွေကိုမြင်နေရအောင်လှုပ်ထားနိုင်တဲ့အချက်ဖြစ်တယ်ပေါ့နော်အပြီးကိုဘကရှုံးမဲ့စစ်ပွဲဖြစ်လို့တေရင်စစ်သားတယောက်ချင်းစီအနေနဲ့ပြောင်းသွားမှာဖြစ်ပြီးအဲ့လိုပြောင်းသွားနေရင်းနဲ့၄ယောက်လောက် ပြောင်းသွားနေရင်းနဲ့ကိုဗတ်ပေါင်းဆောင်စီကရန်သူတွေစီကတီးတာခံနေရတာကဒီပလေယာရဲ့စိတ်ထဲအထီကိုထင်တာအထက်နည်းနည်းလေးမတက်မသားခံစားနိုင်အောင်လုပ်နိုင်လို့ 那买鸡也来买来批的，不咯？ killing machines like the tank change the shape of the war ကျွန်တော်ဒုတိယတင်ဆက်ပြီးမှာဆက်ခရိုးတွေကဖြစ်တယ်ပေါ့နော်။အဲဆက်ခရိုးကအစောကြီးတည်းက From Software ရဲ့ Perry Combat အသာပေးဆိုတာ player တွေအားလုံးသိပြီးသားဖြစ်ပြီးအဲတည်းက boss တွေကလည်း level တစ်ခုထိတော့ခတ်ကြတယ်ပေါ့နော်။ဒါမဲ့ဒီနေ့ကျွန်တော်တင်ဆက်ပေးမှာကတော့အဲ့လိုခတ်လို့ဆိုတာတက်စားလို့အနေငယ် အထူးဆန်းလို့ပို့ပြီးအမှတ်တရဖြစ်မဲ့ boss ဖြစ်ပြီးဒါကတော့ကျွန်တော်ဒီ divine chain နဲ့တွေ့မဲ့ hollow illusion မှာ fight ရမယ်ဒီမြောက်လေးကောင်ကိုပကြီကားနဲ့ပြန်ထည့်ရတဲ့ fight ဖြစ်တယ်ပေါ့နော်အဲအဲ့တည်းကမြောက်သုံးကောင်ကတော့နည်းနည်းငယ်ပြီးသူတို့ရဲ့အဓိကပါပါတယ်ရာအကြာကောင်းတာအမြင်ကောင်းတာလှင်မြန်တာဖြစ်ပြီးအဲ့ရိုးရိုးမြောက်သုံးကောင်ကလည်းခတ်ပင်မဲ့တကယ်ထူးခြားဆိုတော့ကျွန်တော်အတွက်ခတ်ခဲ့တာကတော့ဒီဘဲတီးပြီးတော့ဝိညာဉ်လိုက်ထုတ်နေတဲ့ကိုပြောက်အဖြူရောင်မြောက်ကြီးဖြစ်တယ်ပေါ့နော်အဲ့သူကကျွန်တော်တို့ရှာမတွေ့လေသူကဝိညာဉ်တွေထုတ်နေတာမဟုတ်လို့ကိုရီရှာတဲ့ပြီးပြီးရကြာလာလေလေကို ို့ live fight မဲ့ဝိညာဉ်လေးများလာလေလေကစားပိုခတ်လာလေလေဖြစ်ပြီးတကယ်တော့အဲ့ဘဲကကျွန်တော်တို့ရဲ့နောက်ကနေတောက်လျှောက်လိုက်ပြီးခေါင်းလောင်းလိုက်ဒီနေတာဖြစ်တယ်ဗောနော်အဲ့ဒါကိုကျွန်တော်ကမသိပဲ10မိနစ်လောက်ရှာလိုက်ရပြီးတော်တော်ခက်ခက်ခဲခဲမသိခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့အသေးချာမိကျင်တဲ့ပေါ်တာလေးဆိုရင်နော်အနေရကို reset လုပ်နောက်လည်ပြီးတစ်ချက်တန်းခုတ်လိုက်ရင်တော့တန်းပြီးမဲ့ boss ဖြစ်တယ်ပေါ့နော်အဲတကယ်ပြောတော့လားအခုလိုနီးလန်းသိရင်နားလွယ်တာဖြစ်ပေမဲ့နီးလန်းမသိရင်ခေါင်းလောင်းတန်းတချွင်ချွင်နောက်ကနေ10မိနစ်လောက်ထိုင်ရှားနေရတာ heavy one နဲ့ပုတ်ကောင်းတဲ့ boss fight တစ်ခုဖြစ်တာမဟုတ်လို့လေ တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာအဲနောက်တော့တင်ဆက်ပေးမှာကတော့ဒီ split fishing နဲ့ဖြစ်တယ်ပေါ့နော် split fishing ကလည်း hays light ရဲ့နောက်ဆုံး game ဖြစ်ပြီးသူတို့ရဲ့တကယ် specialty ဖြစ်တဲ့ကိုယ့်ရဲ့ဘိုင်းမှာတော့တကယ်ကိုကောင်းတဲ့ game တွေဖြစ်ပြီး it takes two ထပ်တောင်မှာတချို့ presentation တွေကကွတ်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ game လေးကနောက်ပိုင်းရောက်လာလေလေ story ကတန်ပိုပိုမြင့်လာလေလေဖြစ်ပေမဲ့ဒီနေ့မှာတော့ကျွန်တော်ကအပြင်ဘက်က side story လေးတွေရဲ့အကြောင်းပဲဒီတန်ဖော်ပြပေးသွားမှာဖြစ်တယ်ပေါ့နော် SI story လေးတွေက main game နဲ့ဘာမှမဆိုင်တဲ့အသင်းတွေကိုပါလေးရှိပြီးဥပမာကျွန်တော်ဒီသွားလေးတွေအနေနဲ့အချိုကဘာ level တဲ့ရောက်သွားတဲ့တစ်ခုဆိုရင်စစစောရခြင်းပါတယ်ဗောနော်အဲကိမ့်မုံတွေချိုချင်တွေယိုတွေကုတ်ကီးတွေစတဲ့မြင်ရသမျှအရာတွေအားလုံးကချိုနေလို့ဘောတိုင်းမရေရဖို့နည်းနည်းထိမို့ခတ်တဲ့ fight လည်းဖြစ်တယ်ဗောနော်အပြီးရင်ရှေ့က story နဲ့ကကစားနေရတဲ့ segment တွေကတင်းကလုံးဝမဆိုင်တဲ့အတွက်ရောက်လာတဲ့အချိန်ကလည်းအံ့ဩစေတဲ့အရာတစ်ခုဖြစ်ခဲ့တယ်ဗောနော်အဲနောက်ဆုံးကျွန်တော်တို့ fight ရမယ် boss အထီရလဲသွ ွားစရာဝင်ကြီးဖြစ်ပြီးအဲဘဲဖိုက်ရတဲ့အတက်ပတ်တန်တွေကကြမ်းပင်မဲ့သွားတွေကိုနှုတ်တဲ့အကွက်တွေဖိုက်နေတာမို့လို့အနေငယ်အစအဆုံးရည်နေမိသေးတဲ့ဖိုက်လည်းဖြစ်တယ်ပေါ့နော် အဲကျွန်တော်တင်ဆက်ပေးမယ့်ဒုတိယတစ်ခုကတော့စာအုပ်ထဲကိုပုံပြင်စာအုပ်လေးစတိုင်တွေကိုရောက်သွားတဲ့ side story ဖြစ်တယ်ပေါ့နော်အဒီမှာထူးခြားတာကကျွန်တော်ကပလော့အရာကိုကကျွန်တော် game နဲ့က main character ကစာရေးဆရာမှဖြစ်ပြီးသားမို့လို့ဇလန်းကိုလိုးသလိုပြောင်းလိုက်လို့ရတာကဒီ side story လေးရဲ့အဓိကတစ်ချက်ဖြစ်ပြီးဒီ vibe လေးကိုဖမ်းပြီးဆော့ရတဲ့စတိုင်မျိုးဖြစ်တယ်ပေါ့နော်ဒါလေးကတော့ ဥမာဇလန်းသွားနေရင်လည်းဘောဒါညားမကြိုက်တော့လို့နန်ချက်ကူကိုင်းနေတယ်ဆိုရင်ဘောဒါကိုနန်ချက်ကူကြီးစာရေးဆရာကဖမ်းပေးလိုက်မှာဖြစ်ပြီးပလေးစတိုင်ဝက်ပေါ်နေရအစတခါတလေစီးတဲ့အကောင်ကနေအစုံဘောဒါကိုယ်တိုင်မြင်းဖြစ်သွားတဲ့နေရာဒီပါအောင်မှာဖြစ်တယ်ပေါ့နော်အဲ့ပြီးရင် boss ကလည်းဘောဒါ multiple choice လို့မျိုးရွေးတဲ့အကောင်၃ကောင်နဲ့က fight ရမှာဖြစ်ပြီးတချို့နေရာတွေကြာရင်အကောင်လည်းပြီး fight ခိုင်းနိုင်တယ်ပါအောင်မှာဖြစ်တယ်ပေါ့နော် အပြင်အန်တဲမှာအထီး feel good moment လေးကိုဒီ sort နေတဲ့ player ကြီးရအောင် capture ပေးသွားနိုင်တဲ့ mission လေးဆိုတော့ဘောရတကယ်ကစားကြည့်ရခါမြင်ရမှာဖြစ်တယ်ခင်ဗျာ။ And the two heroes, now champions, set sail and took the prince back home. The end. အနောက်ခုကတော့ Moral Combat ထဲက Friendship စပယ်ပေါ့နော် Moral Combat ကကျွန်တော် Fighting Game နေထဲမှာတော့မှတွေးတွေကြမ်းကြုတ်မှုတွေပြည်နေတာအကြောင်းနာမည်ကြီးတဲ့ Game Series ဖြစ်ပြီးဒါအဲ့တဲက Fatality တွေဆိုရင်ဒါအကောင်းဆုံးဥပမာဒါတကပဲဖြစ်တယ်ပေါ့နော် အဲ့ဒါမဲ့ MK11 မှာတော့ကျွန်တော်တို့က fidelity တဲ့ဗောနော်လို့တက်ပြီးပဲအန်လို့ရတာမဟုတ်ပဲဒီ friendship ဆိုတဲ့အထာနဲ့လည်းအန်လို့ရတယ်ဗောနော် friendship ဆိုတဲ့အတိုင်းမဲ့ဒီခုနိုင်ွားတဲ့ပလင်ယာကရမ်းမမှုပဲနဲ့ဗောနော် friendly ဖြစ်တယ်အကွက်တွေ cinematic တွေအညော်တွေကိုလုံမှာဖြစ်ပြီးတချို့ဟာကြီးဆိုဘောရာမထင်မှတ်တဲ့အရာကြီးအမြင်ရမှာဖြစ်တယ်ဗောနော်အဲဒါကလည်းကြံတဲ့တီတာတွေပါတွေထက်အညော်အတွက်ပဲထည့်ရတာဖြစ်ပြီးရရပြီးတချို့ဘော်ရအတွက်အမှတ်တရဖြစ်စေပဲအကောင် friendship တစ်ခုတော့ရှိပဲတဲ့เนาะကျွန်တော်တက်ဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်နောက်ဆုံးတင်ဆက်ပေးမှာကတော့ဒီ Elden Ring နဲ့ Shadow of the R3 DLC တွေက boss fight နှစ်ခုဖြစ်တယ်ပေါ့နော် Elden Ring ကအစောကြီးတည်းကက main game မှာလည်း boss fight တွေအကြောင်းကျွန်တော်နာမည်ကြီးတယ်ကစားလို့ကောင်းတဲ့ game ဖြစ်ပြီးအဲ့ဒါကို DLC ထွက်လာတဲ့အချိန်မှာတော့ boss အသစ်ပေါင်း83ရောက်ထပ်ပါလာတယ်ခင်ဗျာကစားခဲ့ဘူးတဲ့ player တွေပြောစကားရတော့အဲ့အဲ့ boss တွေအားလုံးကဒီ main game တက်စားရင် level တစ်ခုနီးပါမြင့်တယ်ကစားလို့ကောင်းတယ်လို့သိရတယ်ပေါ့နော် အဲ့ဒီရမှာကျွန်တော်တို့အထင်ရှားဆုံး boss fight တပွေရလဲဒီ bail the dress ဆိုတဲ့ဒီငကား boss fight ကြီးဖြစ်တယ်ပေါ့နော်အဘဲကြီးကငကားဖြစ်လို့စိုက်ကြီးလို့သူ့ရဲ့အတက်တွေကမမြန်ဘူးလို့ထင်ရပေမဲ့ခန္ဓာကိုယ်နဲ့မလိုက်အောင်တကယ်မြန်တာဖြစ်ပြီးအဲ့အတက်တွေရ range ကလည်းကျွန်တော်တို့ထင်တာတပိုရှည်တယ်လို့သိရတယ်ပေါ့နော်အဲပြီးအတက်ပတ်တယ်လည်းသုံးလေးချက်နဲ့ပြီးသွားတာမဟုတ်ပဲရှေလို့မီလီအနေနဲ့ကစားတဲ့ပလေးယာရဲ့အတွက်ဆိုရင်ကိုချခွင့်ရမှုဝင်းတိုးတော့မှမနှဲရှာယူရတဲ့ boss လို့လည်းသိရတယ်ပေါ့နော် ကျွန်တော်နောက်ထပ်တင်ဆက်ပေးမှာကတော့ဒီ DRC ရဲ့ final boss ဖြစ်တဲ့ Redan ပဲဖြစ်တယ်ပေါ့နော်အဲ Redan က main game ထဲမှာလည်း fight ရပါမယ်ဒါကတော့ version တစ်မျိုးဖြစ်ပြီးဒီတစ်ခေါက်မှာကျွန်တော်တို့က main game ထဲရလို့မြင်းမပါတော့ပဲပုံမှန်အတိုင်း 1v1 ရိုက်သလိုရလို့ဒီ Salmon နေနဲ့လည်း core fight လို့ရမှာဖြစ်တယ်ပေါ့နော်အဲသူရဲ့ပုံမှန်အရာတွေဖြစ်တဲ့သွေးတန်းရှိတယ်အတက်တွေများတယ်ပြီးရင်အဲ့အတက်တွေက range ရှိတယ်ကာယရှောင်ရတဲ့ timing တွေခတ်တယ်အဲ့ဒါတွေပါအောင်မှဖြစ်ပြီးဒါမဲ့တကယ်ဘက်တရီကတော့သွေးတဝက်ရောက်မှစတာဖြစ်တယ်ပေါ့နော် အဲ tweet ဘက်ရောက်ရင်တော့ Holy's Berry Arena တစ်ခုလုံးနှီးပါပြည့်တယ် Holy's Berry ဘောရကိုထိုင်သုံးနေမှာဖြစ်ပြီးပြင်းအဲ့ဒဲရမှာစ physical win ခုအောင်မှာဖြစ်တယ်ပေါ့နော်အဲပြီးရင် Mackella နဲ့ Brandon နဲ့ကျွန်တော်တို့ကိုပေါင်းသုံးတယ် Decrypt S ဆိုရင်လဲလောဘိုင်းအရာခေါ် visual ဘိုင်းအမြင်အရာခေါ် heavy might တဲ့ grab attack တစ်ခုမှုလို့လဲ Brandon ကို fight ပြီးတဲ့ဘောရကြီးအတွက်တော့အမှတ်တရဖြစ်မဲ့ fight မှုလို့ထည့်သွင်းလက်ဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ go together. Okay, ဒါဆိုရင်တော့ဒီနေ့မှကျွန်တော် channel လေးကနေ video game တွေတဲမှာမှအမှတ်တရဖြစ်တဲ့ level လေးတွေအကြောင်းကိုဒီ video လေးနဲ့တင်ဆက်ခဲ့ပြီးသွားရင်ထင်ပါတယ်ခင်ဗျာ။အဲ့အတွက်လည်းကျင်းနေကြမှာထင်ပါတယ်။ကျွန်တော်စကားပြောရတဲ့မှာလောဝါတာ၊ဒွဲဝါတာလေးရှိရင်လည်း ရာကြီးထားပြီးနားလည်ပေးစေချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ channel လေးကို like and subscribe လုပ်ပေးလို့ရပြီဒါကအများကြီးထောက်ကူပြုပါတယ်ခင်ဗျာကျွန်တော်အပတ်စဉ်တိုင်းဗီဒီယိုလေး၅ခုတက်ဆက်သွားဖို့ကြိုးစားနေပြီကြည့်ရှုပေးနေတဲ့ပေါ်လာတဲ့အားလုံးကိုလည်း happy jesus တို့ပါတယ်ခင်ဗျာနောက် gaming content လေးတွေနဲ့တူကြပြလာခဲ့ပါဦးခင်ဗျာ peace